အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြနေရဲ့ Rebel 16ရက်နေ့ Radio Session ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လအတွင်းမြန်မာနိုင်ငံအတွင်းကအသက်18နှစ်အောင်အမျိုးသမီးငယ်24ဦးအပါအမျိုးသမီးတိဆုံသူ66ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူ88ဦးရှိခဲ့ရလို့မြန်မာအမျိုးသမီးသမဂ္ဂကထုတ်ပြန်လိုက်ပါတယ်။ စကောင်းဆောင်မင်းအောင်လိုင်းနဲ့အာဆီယံကောင်းဆောင်တွေ့ဆုံမှုကိုဆိုရင်မကင်းဖြစ်တဲ့အကြောင်းဒဏ္ဍာရီအဖွဲ့အစည်းတချို့ကသဘောထားထုတ်ပြန်လာပါတယ်။မြန်မာပြည်ကလင်းလုခတ်မှုကြောင့်မန္တလေးမြို့ Skyline Villa အဆောင်ပြေချမှုမှာဆက်ရှိနေတဲ့အမျိုးသမီးတဦးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ရလို့မြန်မာနိုင်ငံမိသက်ဝစီဌာနကထုတ်ပြန်ချပါတယ်။စားရိတ်တွေနဲ့တိုက်ဆက်ပြရမှာပါကျမတို့အစီအစဉ်တစ်ဆက်တူမနေဖြစ်ပါတယ်။ ခရီးရမရှလာအတွင်မြန်မာနိုင်ငံအတွင်ကအသက်၈၀နှစ်အရွယ်အမျိုးသမီးငယ်၂၄ဦးအပါအဝင်အမျိုးသမီးတည်ဆုံသူ၆၆ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူ၈၈ဦးရှိခဲ့ရလို့မြန်မာအမျိုးသမီးသမဂ္ဂကဒီကနေ့ဧပြီလ၁၆ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။သတင်းကတင်ဆက်ပေးမှာပါ။အသက်ဆုံးရှုံးရတဲ့အကြောင်းရင်းတွေကတော့အကြံဖက်စစ်အုပ်စုရဲ့လေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်50ဦးပြည်သူတွေရဲ့ရွာနဲ့အိမ်တွေကိုပြစ်မှတ်ထားပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့်5ဦး အချမ်းဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ခုနှစ်ဦးမြေမြုပ်မိုင်းကြောင့်ဒေဆုံးသူ၂ဦးလိန်ပိုင်းဆိုင်ရာအချမ်းဖက်မှုကြောင့်၃ဦးနဲ့မြေရှို့တပ်ဖြတ်မှုကြောင့်၃ဦးတို့ဖြစ်ပါတယ်။ တန်ရာရရှိတဲ့အကြောင်းရင်းတွေကတော့အကြံဖက်ဆေးအုပ်စုရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်49ဦးလက်နက်ကြီးပစ်ခတ်မှုကြောင့်23ဦးမြေမြုပ်မိုင်းကြောင့်15ဦးနဲ့အကြောင်းမဲ့ရိုင်းနှက်ခံရတာကြောင့်2ဦးတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။မကွေးတိုင်းဒေသကြီးက15ဦးရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးက12ဦးစီစကိုင်းတိုင်းဒေသကြီးက9ဦးပဲခူးတိုင်းဒေသကြီးက9ဦးကချင်ပြည်နယ် ကရင်ပြည်နယ်ကရင်နီပြည်နယ်ရခိုင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာက2ဦးရှိပြီးအယောက်ဒီတိုင်းဒေသကြီးမှာတော့2ဦးရှိခဲ့တယ်လို့သိရပါဗျာ။ ပြည်သူတွေဟာအထီးအခိုက်အပြည့်စီးနဲ့တဘာဝဘေးကြောင့်ဒေကျေမှုတွေတွေ့ကြုံနေရတဲ့အချိန်မှာစစ်ကောင်စီတပ်ဟာရာဇဝတ်မှုနဲ့လူသားမျိုးနွယ်တွေအပေါ်အမျိုးမျိုးသောရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနီလာမျိုးစုံနဲ့ကျူးလွန်နေဆဲဆိုတာတွေ့မြင်ရကြောင်းဖော်ပြပါရှိပါတယ်။အခုလမှလည်းစစ်အုပ်စုဟာလေကြောင်းတိုက်ခိုက်မှုကိုရခိုင်လက်မြတ်ထပ်ပုံမှုအုံပြုပြီးတဘာဝဘေးကြောင့်ဆင်မှာပဲအစံဖက်လို့ရတွေကိုတွင်ကျဲစွာပြုလုပ်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်။ မြန်မာအမျိုးသမီးသမဂ္ဂရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူတည်တနာလုပ်ငန်းစဉ်အနေနဲ့ထုတ်ပြန်တဲ့အချက်လက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်လက်တွေနဲ့မြင်ပြမှရရှိလာတဲ့အချက်လက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါပေမဲ့လက်တွေ့အမြင်ပြင်အချိန်တွေမှာအဖွဲ့အနေနဲ့ data နဲ့သတင်းတွေကိုလက်လမ်းမိဖို့အခက်အခဲများစွာရှိတာကြောင့်ကိန်းဂဏန်းတွေဟာမြေပြင်မှာဒီထက်ပိုများနိုင်တယ်လို့လည်းသုံးသပ်ဖော်ပြထားပါတယ်။ဇန်နဝါရီလအတွင်းမှာဒေသုံသူအမျိုးသမီး86ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ89ဦးရှိခဲ့ပြီးဖေဖော်ဝါရီလအတွင်းမှာတော့အသက်16နှစ်အောက်အမျိုးသမီးငယ်73ဦးအပါဒေသုံသူအမျိုးသမီး66ဦးနဲ့ထိခိုက်ဒဏ်ရာရသူ68ဦးရှိခဲ့လို့သိရပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996 3993တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။အင်အားပြင်းငလင်လောက်ခတ်မှုကြောင့်မန္တလေးမြို့ Sky Villa အဆောင်ပြေချမှုမှာချက်ရှိနေတဲ့အမျိုးသမီးတူဦးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ရလို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကဒီကနေ့ထုတ်ပြန်ချပါတယ်။ Tracer ကတင်ဆက်ပေးမှာပါ။ ငလင်းစတင်လောက်ခတဲ့မတ်လ28ရက်နေ့ကနေဒီကနေ့အထိစီးရင်တွေအရာစကိုင်းဗီလာအဆောက်အုံပြူချမှုမှာရုပ်အလောင်း80ကျော်ကိုရှာဖွေထားနိုင်ပြီဖြစ်ပြီးအရောက်နေရာလောက်ကျန်ရှိနေနိုင်သေးတယ်လို့ပြောဆိုမှုတွေလည်းရှိနေတာပါငလင်းလောက်ခမှုအတွင်းစကိုင်းဗီလာကွန်ဒိုပြူချမှုဟာလူအတရပြောက်အများဆုံးဖြစ်ခဲ့ရပြီးဆက်တဆက်ရှိတဲ့အခြေထဝက်လောက်ကျွန်းကျပျက်စီးခဲ့တာဖြစ်ပြီးကွန်ဒိုတစ်ခုလုံးနေပါပျက်စီးခဲ့တာလည်းဖြစ်ပါတယ် တန်ရှိနေတဲ့ပြည်မီတူတွေကိုထုတ်ယူနိုင်ဖို့အတွက်မြန်မာနိုင်ငံမိသားတပ်ဖွဲ့ကနေရန်တရားတွေနဲ့အတူရှာဖွေကိစ္စရှင်းလင်းရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်လျက်ရှိနေတယ်လို့လည်းဖော်ပြပါဗျ။ Richter scale ခုနှစ်တသမခုနှစ်ရှိတဲ့အလွန်အားပြင်းတဲ့စကိုင်းကလင်ကြီးကြောင့်စကိုင်းမန္တလေးနဲ့နေပြည်တော်မှာအခြားနေရာတွေထက်ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးဒီကနေ့အချိန်အထိတော့ငလင်ကြောင့်တိုက်ဆုံးသူ၄000နီးပါးရှိလာပါပြီ။ တရက်ပိုင်းအတွင်းစစ်ကောင်ဆောင်မီအောင်လိုင်းနဲ့အာဆီယံကောင်ဆောင်တွေထိုင်းနိုင်ငံပေါင်းကောင်မျိုးမှတွေ့ဆုံပြီးငလင်တန်တင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးတွေကိုဆွေးနွေးကြမှာနေပတ်သက်ပြီးတော့ NGO နဲ့လက်နက်ကိုင်အဖွဲ့အစည်းတချို့ကသဘောထားထုတ်ပြန်လာပါတယ်။ လူသားချင်းစာနာတောက်တာမှုအကူအညီပေးရေးဆိုတဲ့အကြောင်းပြချက်နဲ့အာဆီယံကောင်ဆောင်နဲ့တွေ့ဆုံဆွေးနွေးမယ့်အပေါ်အထူးစိုးရိမ်မကင်းဖြစ်ကြောင်းပြောပါရယ်လူသားချင်းစာနာတောက်တာမှုအကူအညီတွေကိုတိုင်းပြည်နေနိမိတ်စုစုပေါင်းရဲ့22ရာခိုင်နှုန်းဘေးဆုံးမှုထားနိုင်တဲ့စစ်ကောင်စီတန်တရိုက်ပေးရတာမျိုးမဟုတ်ပဲမြို့သားညညရေးအစိုးရနဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကထိန်ချုပ်ထားတဲ့နေမျိုးတွေကဘဝံပသက်သူအစုအဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့ဘေးရ၆ပတ်ဖို့လိုအပ်တယ်လို့ထိတ်တွင်ပေါ်ပြချပါရယ် ဆေအိုဆူဟာအာဆီယံရဲ့ပုံတဘောသူညီချက်၅ချက်ပါအခြေခံအချက်တစ်ချက်ဖြစ်တဲ့အကြံဖတ်မှုတွေကိုချက်ချင်းရက်တန့်ရည်ဆိုရမှုအပြင်အဖွဲ့ဝင်နိုင်ငံတွေရှေ့မှာလိုက်နာဖို့တဘောသူညီခဲ့တာကိုချိုးဖောက်နေတဲ့တရားခံဖြစ်ကြောင်းလည်းဆိုပါရယ်ဆောဆူဟာလက်ရှိအတိုင်းပြည်ရဲ့အချုပ်အခြာကိုထိန်းချုပ်ထားတဲ့တခုတည်သောအာဏာပိုင်မဟုတ်သလိုနေပြည်တော်ကနေတရရဲ့စီမံအုပ်ချုပ်နေတဲ့အခြေအနေမဟုတ်တော့ပဲနေပြည်အသီးသီးမှရှိတဲ့ပြည်သူလူထုရဲ့အလုပ်ဝယ်သက်ဆန်းသွားပြီဖြစ်ကြောင်းလည်းတတိမူတင်ပြီးလို့ပြောပါရယ် အဲ့ဒါကြောင့်လူသားချင်းစာနာထောက်ထားမှုပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်တွေဆောင်ရွက်ရမှာဆေးဥစုနဲ့ထိတွေ့ဆက်ဆံခြင်းနဲ့တရက်ဦးတီထောက်ပံ့နေရတာမကအမှန်တကယ်ထိခိုက်ခံစားနေရတဲ့သဘောဝပေးစပေးတံခံပြီးသူတွေထံကူညီပေးရတဲ့ရောက်ရှိဖို့တက်ဆိုင်သူတွေနဲ့အခြေဆက်ဆောင်ရွက်သွားဖို့လိုရလို့လည်းပြောပါရစေ။ ကျားပင်စပိန်နဲ့တဘဝပေးတန်ချောင်းဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုကူညီရင်းနဲ့ပြည်လဲချူဆောင်ရေးလုပ်ငန်းစဉ်တွေဆောင်ရွက်ရမယ့်ကာလမှာစစ်အုပ်စုကချမဘူးစစ်စင်နေတဲ့ရွေးကောက်ပွဲဆိုတာကလည်းမြမရေကိုဖြည့်ရှင်နိုင်မယ့်ဦးစားပေးလုပ်ငန်းစဉ်မဟုတ်ဘူးလို့အတိပေးထားပါတယ်။အားလုံးပါဝင်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ငင်းချမ်းရေရရှိနိုင်ဖို့အတွက်ပြည်သူလူထုရဲ့လိုလားမျိုးမှန်ချက်တွေကိုကိုစားပြုမှုဖြည့်ဆည်းနိုင်ဖို့အတွက် စစ်ကောင်းဆောင်နဲ့တပတ်တက်ဆက်ဆံဆောင်ရွက်တာတွေကိုလည်းအထူးတတိပြုသင့်တယ်လို့ပြောပါရတယ်။အာဆီယံကောင်းဆောင်တွေအနေနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကိုခွဲခြားဆက်ဆံမှုမရှိဘဲမလိုက်ပဲထျောက်စွာအကူအညီပေးနိုင်ရေးကိုစစ်ကောင်းဆောင်ကသစင်ပေးရတာတော့ပြုလုပ်ရင်းအကူအညီတွေဟာနိုင်ငံရေးအရအလွဲအတုံးချခံရမယ့် NDA ကိုကြုံရမှာဖြစ်တာကြောင့်စစ်အုပ်စုကသစင်ပေးရတာကိုအပြန်အလှန်ကန့်ကွက်အကြောင်းကိုလည်းပြောဆိုထားပါရတယ်။ ဒီဘောထားထုတ်ပြန်ချက်ကိုတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ကရင်အမျိုးသားအစည်းအရုံး KNU ၊ KNP အမျိုးသားတုတ်သက်ရေးပါတီ KMPP ၊ချင်းအမျိုးသားတပ်ဦး CNF ၊မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊မြို့သမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ၊ရိုဟင်ဂျာလူမျိုးရေးညွန့်ပေါင်းအဖွဲ့ FRC နဲ့အမိမဖော်လို့တဲ့အင်အားစုတွေကထုတ်ပြန်ချတာဖြစ်ပါတယ်။ TV ဆေးတောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲ TV ဆေးတောင်းရင်ဘေးထွက်ဆွေးကြိုးကဘာရီဖြစ်စေနိုင်လဲဆိုရင် TV ဆေးတောင်းရင်အသည်းကိုထိခိုက်စေနိုင်ခြင်းအသားဝါလာခြင်းပြုတ်အံလာခြင်းအစာအသောက်ပြတ်လာခြင်းအာရုံကြောထိခိုက်စေနိုင်ခြင်း ကြောက်ကထိခိုက်စေနိုင်ခြင်း၊အည်ပြားမှာနှီးကွေများထလာခြင်း၊ရားလာခြင်း၊မျက်လုံးဝါလာခြင်း၊ခေါင်းမူးလာခြင်း၊နားဥခြင်း၊စီးအယောင်အနီအောင်ပြောင်းလာခြင်းစတဲ့အခြေများဖြစ်စေနိုင်တာကြောင့်ဒီလက္ခဏာတွေဖြစ်ပေါ်လာပါကဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုသလိုစေတောင်းနေစေကာလအတွင်းတစ်ခုခုထူးထူးခြားခြားဖြစ်လာတိုင်းဆရာဝန်နဲ့ပြန်လည်ပြသပေးပါ။နောက်ပြီး TVC ရဲ့ဘေးရဆူချိုအာနိသင်ကိုကြောက် ြီးစိတ်မတော့ပဲနေပါက TV ပိုးကအုံနောက်ထဲဝင်နိုင်ခြင်းအပြင်ပိုးကတကိုယ်လုံးပြန့်နှံ့သွားပါကအသက်အန္တရာယ်ဆွေးရင်ရတဲ့အထိဖြစ်စေနိုင်ပါတယ်။ဒါကြောင့် TV စေးတောင်းရင်ဒါရီတော့တိထားဖို့လိုပါတယ်နော်။ဘာရီတိထားရမလဲဆိုရင်သတ်မှတ်ထားတဲ့ TV စေးတောက်စင်ကာလအထိရပြည့်အောင်တောက်ပြီးပါ။စေးတောက်ချိန်စေးပြန်အမ်းပါက15မိနစ်အတွင်းပြန်လဲတောက်ပြီးပါ။သတ်မှတ်ထားတဲ့ကာလအတိုင်းပုံမှန်မတောက်ခြင်းမိမိဖာသာစေးရခြင်းများပြုလုပ်ပါက စေးရ င်ပါတဲ့ DB ဖြစ်သွားစေနိုင်ပါတယ်။စီးရင်ပါတဲ့ DB ဖြစ်သွားစေရင်ကုသဖို့ပုံမှုခက်ခဲသွားစေနိုင်တယ်လို့ TV ရဲ့သဘောတဘာဝကတစ်ချိန်ကုသတာထက်နှစ်ချိန်ကုသတာက ပိုခက်ခဲနိုင်တယ်လို့နှစ်ချိန်ကနေသုံးချိန်ကုသရတာကပိုပြီးခက်ခဲစေပါတယ်။ဒါကြောင့် TV စေးကိုပုံမှန်တောက်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုပြေဝအောင်စားသုံးပေးဖို့လိုပါတယ်။ဘာတွေစားတောက်ပေးရမလဲဆိုရင်ကစီတက်နွားနုအတားငါတတီဟင်းဒီဟင်းရွယ်စရာရီကိုလက်လက်ဆက်ဆက်စားသုံးပြီးခြင်းကယောဂါကိုပျော်ကင်းနှုံးမြန် ်စေပါတယ်။အဟာရချို့တဲ့ပါကယောဂပျောက်ကင်းတော့နှေးကွေးစေနိုင်တာကြောင့်အဟာရပြေဝဖို့အရေးကြီးပါတယ်။နောက်ပြီး TV ဆေးတောက်နေချိန်ကိုယ်အရေးချိန်တက်လာပါက ယောဂါပျောက်ကင်းနှုံမြန်စီပြီးကိုယ်လေးချိန်မတက်ပဲပိန်ကြနေပါကယောဂါပျောက်ကင်းနှုံနှီးခွေးစီပါတယ်။နောက်ပြီးချောင်းဆိုးပါကနှာခေါင်းစည်းများတက်ဆင်ပေးပါ။လူထူသောအရက်နေရာများသွားခြင်းရှောင်ပေးပါ။လက်ကိုဆက်ပြနဲ့စေကြောပေးခြင်းမျိုးပြုလုပ်ပေးပါ။ကိုယ်အသွုံးဆောင်များပစ္စည်းများတိမ့်န့်ခွဲပြီးအသုံးပြုပေးပါ။အိပ်ရေးဝဝအိပ်ပေးပါ။ရေများများတောက်ပေးပါ။ကိုယ်လက်လှူရှားလေးခြင်းငယ်များပြုလုပ်ပေးပါ။စေတောက်ချိန်ကာလအတွင်းအရက်တောက်ခြင်း င်းဆေးလိပ်တောက်ချင်းမျိုးအပြင်မိမိသဘောနဲ့အကန့်ခဲပြောက်စီများတောက်ချင်းမျိုးလည်းရှောင်ပေးပါစားရာလေးတွေပြုလုပ်ပေးခြင်းကယောဂါကိုတက်တာပျောက်ကင်းစေနိုင်တာကြောင့် TV ဆေးကိုအချိန်တစ်ခုထိရက်မမှန်တောက်ဖို့တော့မှားလိုက်ခြင်းပါတယ်မြစ်နာတရင်ချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဦးချနာသတင်းချန်နယ်အဖ Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။